မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့လက်ချက်ကြောင့်အရက်သား9ရောက်တဲ့အထက်အစုလိုက်အပြုံလိုက်တိုက်ဆုံရတဲ့ဖြစ်ရပ်တွေခက်စိတ်စိတ်ဖြစ်လာနေပါဗျ။ဒီနေ့ဇန်နဝါရီနဲ့ဖေဖော်ဝါရီနှစ်လမှာလည်းလေကြောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုအကြိမ်ကြီး20ကျော်ကြောင်းတိုက်ဆုံရတဲ့သူ210ရှိခဲ့တယ်လို့ညံလင်းသိသုတေသနအဖွဲ့ရဲ့အကြံပေးကိုမိုးထက်နေက RF ကိုပြောပါဗျ။ဟိုဒီအနာသိမ်းပြီးတဲ့2021ကနေစပြီးတော့နှစ်အလိုက်ကတော့ ဟိုအဆုလိုက်ပြုံလိုက်တက်ဖြတ်မှုဖြစ်စဉ်တွေပူပူပြီးတော့များလာတာကိုတွေ့ရတယ်။ဟိုအများစုကတော့ကျွန်တော်တို့ဒီလေချောင်းကတိုက်ခိုက်မှုကြောင့်ဖြစ်ခဲ့တာပေါ့လေနော်။ဒါပေမဲ့တစ်ဖက်မှာလည်းစစ်ကြောင်းထိုးပြီးတော့တက်ဖြတ်ခံရတာမျိုးတွေလည်းရှိတယ်။အနည်းဆုံးကတော့ဒီနှစ်လပေါင်းမှာဖြစ်စဉ်24ခုနော်။ဟိုစုစုပေါင်းတိုက်ဆုံသူအရေအတွက်ဆိုရင်210ခုရှိတယ်ပေါ့ဗျာ။ စစ်တပ်အာဏာသိမ်းခဲ့တဲ့2021ဖေဖော်ဝါရီကနေ2025ဖေဖော်ဝါရီလအထိအရက်သား9ရောက်နဲ့အထက်အစုလိုက်အပြုံလိုက်သိဆုံးမှုဖြစ်ရအနည်းဆုံး388ခုရှိခဲ့ပြီးအသက်ဆုံးရှုံးရသူအနည်းဆုံး3800ကျော်ရှိခဲ့တယ်လို့သူကပြောပါတယ်။ RFA ကပြုစုထားတဲ့စစ်ရေးရာနိုင်ငံတော်ဝန်လေးချောင်းနဲ့လက်နက်ကြီးချောင်းအခုမက်လပထမနှစ်ပတ်အတွင်းအရက်သား62ရောက်သိဆုံးပြီး169ရောက်ဒဏ်ရာရရှိခဲ့ပါတယ်။မန္တလေးတိုင်းဟာသိဆုံးသူ42ရောက်ဒဏ်ရာရရှိသူ53ရောက်နဲ့အများဆုံးဖြစ်ခဲ့ပါတယ်။ မလ16ရက်နေ့ကနောင်ချိုမြို့စင်ရနာပြည်ရတိစာတင်တိုင်းလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ခံရကြောင်းကိုရင်နဲ့တန်ခါ6ပါဒေသခံ3ယောက်စုစုပေါင်း9ယောက်သေဆုံးခဲ့တယ်လို့ TNL ကထုတ်ပြန်ခဲ့ပါတယ်။အလားတူမန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာကို2025ခုနှစ်မလ14ရက်နေ့မှာစစ်ကောင်စီတပ်ကလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရကြောင်းကလေး6ယောက်အပါအဝင်ဒေသခံ28ယောက်သေဆုံးခဲ့တယ်လို့မန္တလေး PDF ကထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင်စကိုင်းတိုင်းနဲ့မကွေးတိုင်းအဆက်ကရေလက်တွန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ကရေတကြိုမြို့နယ်တာကောင်ရွာမကိုမလခွင်းရဲလေးကစပြီးတပတ်နီးပါးဝင်ရောက်တက်ဆွဲခဲ့ပါတယ်။အဲ့ဒီနောက်မီးရှို့တက်ဖြတ်ခဲ့တဲ့ရုပ်လောင်း၆လောင်းတွေ့ရှိခဲ့ကြကြောင်းနှစ်ပတ်အတွင်းတက်ဖြတ်ခံရတဲ့အရက်သား၁၈ရောက်ထပ်မင်းရှိခဲ့တယ်လို့ရေတကြိုတောင်းရှိအင်ဖိုကော်မတီအဖွဲ့ဝင်တာဝန်ရှိသူကပြောပါတယ်။ပစ္စည်းလဲယူလူကိုလဲတက်သွားတာလို့အသက်၆၃နှစ်ရွယ်ဖခင်သေဆုံးသွားတဲ့တားဖြစ်သူက RFA ကိုပြောပါတယ်။ ျွန်တော်လုံးဝအောင်လုံးဝအောင်ပေါ့နော်ဟိုမှာမကျေနပ်နိုင်ဘူးပေါ့ရှင်ဝေပစ္စည်းတွေယူပြီးလူကျန်းလို့ရင်တော့ကျွန်တော်တို့ကခံစားပါသေးရပေါ့နော်ကိုကရှင်ဝေပစ္စည်းတွေလည်းယူသွားတယ်လူတွေလည်းရရဆက်ဆက်တက်သွားတယ်ကျွန်တော်ကလုံးဝအောင်မခံစားနိုင်ပါဘူးပေါ့နော်အခုလိုအစုလိုက်ပြုံလိုက်တက်ဖြစ်ခဲ့တာကြောင့်စစ်ကောင်စီခေါင်းဆောင်ကိုအေးအေးယူလို့ရတယ်လို့တရားလွှတ်တော်ရှင်နေဦးကြည်မြင့်က RFA ကိုပြောပါတယ်။ ICC တရားရုံးရှိတယ်။အဲ့ဒီတရားရုံးကတော့ပုံစံ၂ရက်နဲ့သူကလက်ခံတဲ့အမှုတွေကိုတစ်ကတက်ဆိုင်ကအုပ်ချုပ်နေတဲ့အစိုးရကနေပြီးတော့တရားဝင်တင်ပြတဲ့နီလန်းပေါ့ကွာ။ ဥပမာ NUG ကိုနိုင်ငံတကာအသိအမှတ်ပြုတယ်လို့ဆိုလို့ရှိရင် तू ကတင်ပြတဲ့နေလမ်းပေါ့အဲ့လိုစုံစမ်းစစ်ဆေးပြီးတော့မှအမျိုးစံရာစုခေါ်ယုံကိုတင်တာပေါ့အစုလိုက်ပြုံလိုက်တက်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကို RFP ကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေဆိုတာမရှိပါဘူးရှင်။